မိတ်ဆွေတို့အနေနဲ့ကဘာပေါ်မှာလေစိတ်မရှိကိုပိုင်ယုံသုံးပါတာစကားမရှိသူ့ရဲ့ကိုပိုင်ငွေကြေးတောင်မရှိတဲ့နိုင်ငံမျိုးရှိလိမ့်မယ်လို့ထင်မိမှာတော့မဟုတ်ပါဘူးဒါပေမဲ့ဒီနိုင်ငံကဥရောပမှာအချမ်းသာဆုံးနိုင်ငံဖြစ်ပြီးသူ့ရဲ့မင်းသားက အင်္ဂလန်ဘုရင်ထက်တောင်ပိုပြီးချမ်းသာနေပါသေးတယ်။ဒီနိုင်ငံမှာနေထိုင်သူတွေကသူတို့တစ်သက်လုံးအလုပ်လုပ်เสียရမလို့တော့အောင်ကိုချမ်းသာကြွယ်ဝကြပါတယ်။ဒီနိုင်ငံသူတွေကသူတို့ကြိုက်နေတတ်တဲ့အစားအစာမျိုးကိုစားနိုင်ကြပြီးတော့သူတို့မှာအခွန်နှုန်းသက်သာပြီးနိုင်ငံခြားကျွေးမီလည်းမရှိဘူး။ဒီနေရာမှာအတန်မီတာတွေအိမ်နီးချင်းတွေကိုအနှောက်ယှက်ပေးတာမျိုးတွေကိုလည်းလက်မခံကြပါဘူး။အရာအားလုံးကတဦးနဲ့တဦးအပြန်လန်လေးစားမှုအပေါ်အခြေခံနေပါတယ်။သူတို့ကချမ်းသာကြွယ်ဝမှုကိုဟန်ရေးပြဖို့ကိုအရန်ရိုင်းနေလို့တတ်မှတ်ကြတယ်။ဒီနိုင်ငံမှာဆိုရင်ရာဇဝတ်မှုတွေလည်းအရန်ရှာပြီးလူတွေကအိမ်တွေမှာတကားကိုတောင်းမတက်ဆင်ထားကြ ပါဘူးဒီနိုင်ငံကထောင်ထဲမှာလူခုနှစ်ယောက်ပဲရှိပြီးသူတို့ကိုအားတောက်ဆိုင်ကစားတောက်တွေပို့ပေးကြပါတယ်တနိုင်ငံလုံးမှာရဲတပ်ဖွဲ့ဝင်100လောက်သာရှိပြီးလူဦးရေကလည်း3000ကျော်ပဲရှိပါတယ်ဒီနိုင်ငံငယ်လေးရဲ့နိုင်ငံသားတွေကအမေရိကန်နိုင်ငံသားတွေထက်ငါးစပိုများတဲ့အကျိုးခံစား권တွေရရှိနေကြတယ်ဝန်ဆောင်မှုဝန်ထမ်းတွေကဂျာမနီနဲ့အဆတ်တီးယားကနေလာနေကြတာဖြစ်ပါတယ်ဒီနိုင်ငံငယ်လေးရဲ့နာမည်ကတော့လစ်ချာန်စတိန်နိုင်ငံပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောမြန်မာနိုင်ငံကိုအခုလိုနိုင်ငံမျိုးဖြစ်လာစေခြင်းကြပါသလားဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တင့်မြန်မာကို လိုက်ရန် follow လေးလုပ်ခဲ့ကြပါအောင်နော်